နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယော်ဝတီတိုင်းအင်ကပူမြို့နယ်ထူးကြီးမြို့အမှတ်၈ရပ်ကွက်မှာစစ်မှုထမ်းရန်မဲနိုင်ခိုင်းပြီးတော့အသက်၈၈နှစ်ကနေအသက်35နှစ်အတွင်းအကျိုးဝင်တဲ့လူငယ်များအားလုံးဟာမဲနိုင်တဲ့အခါမှာဗလာမပါဘဲနဲ့အကုန်လုံးပေါင်ပဲရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်ကပူမြို့နယ်ထူးကြီးမြို့အမှတ်၈ရပ်ကွက်မှာ အုပ်ချုပ်ရေးမှုရာဇာထွန်းဆိုတဲ့ခွေးကအသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များအလုံးကိုစစ်မှုထမ်းရအတွက်ဒီကနေ့မှမဲနိုင်ရန်ဆင့်ခေါ်ထားပြီးတော့ဗလာမပါဘူးလို့သိရပါတယ်။ပေါင်မဲများအလုံးစီစဉ်ထားတယ်လို့အသိပေးလာကြောင်းသိရပါတယ်။အသက်16နှစ်ကနေအသက်35နှစ်အထိစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေအကုန်လုံးကျမ်းမာရေးမကောင်းတဲ့သူတွေပါမဲနိုင်ခိုင်းတာစုစုပေါင်းမဲနိုင်ရမယ်လို့က200ကျော်တယ်။အကုန်လုံးပေါင်မဲပဲလို့ ထူးကြီးမျိုးနဲ့အမတ်တရက်ကွက်ကလူငယ်တူရဲ့မိခင်ကပြောပြထားပါဗျ။စစ်မှုထမ်းဆင့်ခေါ်ရမှာ၎င်းစစ်မှုထမ်းရမဲနေရမှာ၎င်းအင်္ဂဝူမျိုးနဲ့ထူးကြီးမျိုးအမတ်တရက်ကွက်အုပ်ချုပ်ရင်းမှုရာဇာထုံးဆိုတဲ့ခွေးမိသားစုနဲ့ဆွေမျိုးများကလူငယ်များလုံးဝမပါဝင်မဲနဲ့သူတို့ကြတော့ကင်းလွတ်ခွင့်ရရှိခဲ့တယ်လို့သိရပါဗျ။အခုသူတို့ခေါ်နေတာကအပတ်စဉ်တစ်ကနေအပတ်စဉ်၁၄ရက်ရှိနေပြီ။အုပ်ကြီးအမျိုးတွေတရားမှမပါသေးဘူး။အပြင်ကလူတွေပဲစစ်မှုထမ်းအခေါ်ခံရတာ။ မဲနိုင်ခိုင်းတော့လဲအုတ်ကြီးအမျိုးမပါဘူးစစ်မှုထမ်းတော့လဲဒီဆောက်ခွေးအုတ်ကြီးရဲ့အမျိုးတွေမပါပြန်ဘူးလို့မဲနိုင်ရတဲ့လူငယ်တို့ကပြောပြထားပါဗါးစစ်မှုထမ်းမဲပေါက်ထားတဲ့လူငယ်အယောက်200ကျော်ကိုစစ်မှုထမ်းအပတ်စဉ်အလိုက်စီနီယာအတိုင်းရှင်းအောင်စစ်မှုတွားရောက်ပြီးတော့ထမ်းရမယ့်အချိန်ကာလကိုလဲအုတ်ချုပ်ရေးမှုရာသာထွန်းဆိုတဲ့ခွေးကစီစဉ်တတ်မှတ်နေတယ်လို့သိရပါဗါးအုတ်ချုပ်ရေးမှုရာသာထွန်းရဲ့ဆွေမျိုးတွေကလွဲပြီးတော့တကောင်ဆင်းမှာပါတဲ့အသက်18နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များအားလုံးစစ်မှုထမ်းခိုင်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ